ဟုတ်ကဲ့ပါအခုကျွန်တော်နောက်ထပ်သိချင်တာလေးတစ်ခုပါပေါ့နော်ဗျလက်ရှိ U20 ဘွဲတွေနဲ့ပတ်သက်ပြီးဗျတခြားဘွဲတွေဗျကြီးစုခဲ့ရတဲ့ဘွဲတွေဥပမာဆိုဗျယူကရိန်းနဲ့နယူးဇီလန်ဘွဲတွေရဲ့ခြေစမ်းခြေစားတွေရောဗျအနေနဲ့ချုပ်မြင်သုံးသပ်မိတာလေးအရင်သိပြတယ်ကိုအေးဒိုးရောဟိုပါပေါ့ဒိုးအစုရဲ့ဒိုးရဲ့တွေးတဲ့အသေးတွေအကြောင်းအရင်ဆွေးနွေးကြည့်ပြဟုတ်ကဲ့ပါဗျဗျဆောစောကပြောသလိုကျွန်တော်ဆောစောကပြောသလိုဒီယူကရိန်းနဲ့နယူးဇီလန်ကအောက်စုဘွဲပါပြောတာပတ်ပါဆုံးကစားတယ် ဘဝတန်တဲ့ခွန်နိုင်ခွဲပါကစားရတယ်။ဟုတ်ကဲ့တော့တင်တာတော့ယူကရိန်းကနိုင်ပဲတင်တာ။တင်ထားလားခွဲမကစားခဲ့။ဟုတ်ကဲ့ပါ။လက်တွေ့ကစားတဲ့ခါကျတော့နှစ်သိန်းသလုံးကတိုးပါလောကောင်းတဲ့ကစားကွက်လည်းမရှိဘူး။ဟိုသူ့ယူချင်ရှားတဲ့ကစားသမားလည်းပါပလာတို့အမြင်ပေါ့နော်ဟုတ်ကဲ့ပါပါအဲ့တင်းတို့ကဤပြဤပြနေပဲတည်ကြသွားကြကိုယ်ရှိတည်ကြသွားတယ်အဲ့တော့ တို့ပြပါယူနီဆက်တဲ့ဟာအမေရိကန်နဲ့ကစားခဲ့တော့ကကစားခဲ့တဲ့ဇွဲစိတ်တဘောလုံးကစားတဲ့ဆန်တဲ့ကြံ့ခိုင်မှုတွေနဲ့ကစားဆက်ကစားကြပဲကစားလို့ရှိနေမယ်ဆိုရင်ယူကရိန်းနဲ့ယူတလန်ကိုနိုင်မယ်လို့တို့ကတော့ထင်မှတ်ထားတယ်ဟုတ်ကဲ့ဒါတော့ဒီအုပ်စုပဲအပိုင်းပါနော်ဒီအုပ်စုအပိုင်းပါဟိုဘက်ကတော့ဒီနေ့မနေ့ကစားတာကြည့်ရတာအင်မတန်ထူးခြားတဲ့ပြဿနာတစ်ခုဒီနေ့မနေ့ထွက်သွားတယ်အာဖရိကတိုက်ကမာလီယာ မက္ကဆီကိုနှစ်ကုန်းဟိုရှိတဲ့နိုင်သွားဟုတ်ကဲ့ဒါမေ30တရက်နေ့ကန်သွားတယ်ပွဲဒီနေ့မနေ့ဒီနေ့မနေ့ကန်သွားတာမေ30တရက်ပေါ့နော်ဒီနေ့ဟိုဟာပေါ့ဘယ်လိုလဲဆိုတော့ဒီမက္ကဆီကနိုင်မတင်တာမနိုင်ဘူးတော့ဒိုးအာရှကကာတာဒူတဲ့ကစားရဲဆိုတော့ကာတာကဒီနေ့မနေ့ပါကာတာကစားဟုတ်ကဲ့တော့တခိုးတက်ကရှော်တယ်ဟုတ်ကဲ့အာဘာလဲဟိုဥရု sorry တော်အမေရိကတိုက်က အသေးနဲ့ကစားရတာလေဟုတ်ကဲ့အော်မေကြီးကတိုက်ကအသေးနဲ့ကစားတကိုးရက်ကရှုံးတယ်မဆိုးတော့မဆိုးဒါကတို့ကနည်းနည်းတော့ကြမ်းတယ်ဟုတ်ကဲ့ဟိုဘောကာတာတင်းကဖတ်ပထမပိုင်းမှာပဲပြစ်တာကိုးကြိမ်ပြီဟုတ်ကဲ့ဟိုကောင်လေးကနှစ်ကြိမ်ပဲရှိသေးတယ်နော်အဲလိုပေါ့အဲ့တော့လေးတွေပဲကြီးရတာပါပဲဒါကတို့ကအထူးစိတ်ဝင်စားတာတော့ဘာဘာဘာလို့ရှိဖို့စိတ်ဝင်စားတယ်လူဆိုတော့လောဘကြီးတာပေါ့ကွာဟုတ်ဟုတ် ဗမာပြည်မှာရန်ကုန်မှာမြန်မာပြည်မှာလုံတော့ကခြေစစ်ပွဲအရှဖလားဟုတ်ကဲ့အခြေစစ်ပွဲမှာဟောခြေစစ်အောင်ရတယ်သူရရင်တတိယရရတယ်အကဘာမလားဝင်ခွဲရတယ်ဆိုတော့ကဘာမလားဝင်ခွဲရကြတော့နောက်လက်စစ် ဗမာအတဲ့ရောက်စေခြင်းဟုတ်ကဲ့ထပ်လို့ဒါလူတိုင်းမှရှိတာပါဟုတ်ကဲ့ပါလူတိုင်းမှရှိမှာတို့ယူရမှာလောဘကြီးတာရောလောဘဆိုတာတောမတနိုင်ဟုတ်ကဲ့ပါအာနောက်သစ်စင်တဲ့ဗမာဒုတိယရပါမေးရလူပဲရှိသေးတယ်အဲ့တော့မရနိုင်ဘူးထင်ပါတယ်ကျွန်တော်ဖြေကြည့်ရတော့ဟုတ်ကဲ့ပါပါအဲ့တော့ဗာဒီလက်ရှိ UNICEF အသင်းရဲ့ဒီနောက်လာမယ့်ပွဲတွေရဲ့ကစားကွက်တွေနဲ့ပတ်သက်ပြီးရောအဖအနေနဲ့ဟို ဒီကျွန်တော်တို့ဒီဒီရုပ်သံဌာနကနေအကြံပြုကျင်တာဘာအနေနဲ့စိတ်ကူးလေးရှိခဲ့လို့ရှိရင်လည်းနည်းနည်းလောက်သိပြရသေးတယ်ခင်ဗျာဒီကစားကွက်နဲ့ပတ်သက်ရင်ဘာအနေနဲ့ဘာသာနည်းပြတယောက်ဆိုရင်ဘလို့ပုံဖော်ခြင်းနဲ့လက်ရှိဘာမြင်ထားတဲ့အသေးနေရေကစားကွက်အနေထားနဲ့ဆိုရင်ရောဆရာဘာအနေနဲ့ပေါ့နော်ဒီအဲ့ဒါပုံမှာဘလို့များအကြံပေးခြင်းနဲ့ဘလို့များဆရာဘာအနေနဲ့ဘာများရှိမိလဲခွာဟောဘောတန်တဲလေးကျွန်တော် unit အသင်း unit အသင်းပါတော်တော်လူတွေဝေဖန်တယ်လို့ရတော့လေသားမအားနဲ့တယောက်တယောက်ဖြစ်နေမှာမပြောတော့ဟုတ်ကဲ့ပါဗျတယောက်တယောက်ရှိတယ် တော့အဲ့ကလေးတွေကိုပြင်ခိုင်းမလားလူသားတွေမလားတော့ဝနာနေရဲ့ဒေညာမောင်လာပါဒါဟုတ်ကဲ့အလေဟုတ်နော်သူပြန်ကစားနိုင်ရင်တော့တော်တော်လေးအလေလားကောင်းသွားမှတင်တယ်ဟိုစုဝဲလာသာဘူးကောင်းဟိုဟာကောင်းတယ်ဒါပေမဲ့ဒါကတော့ဒီဘက်စားလည်းမတတ်နိုင်အဲ့ဒါပါလဲဆိုတော့ပြားနေနေ ပြေးရသေးတယ်ဟိုကော်ကြီးတွေကချမ်းရဲရဲကြီးတဲ့ခါပါဟုတ်ကဲ့ပါပြန်ပြီးတော့ပြေးရတာတော်တော်လေးကိုမမမကန်တစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုအဲ့ဒါကြတော့လေသူတို့ဒီပြကြတဲ့ဘေးသာရှေ့ကကျူးပိတ်တာလို့ဘေးကရံပိတ်တာလို့ဆိုတော့ရဒါမဲ့လူတို့ကပြေးရောကိုလူတို့ကဆွဲပြေးရတယ်မလို့မလို့နဲ့ဟုတ်ကဲ့တပတ်ကလူတို့ဆွဲပြေးတယ်မဖြစ်ဘူးဒါကတော့ဒီပြစာလည်းမထိုင်ဘူး ဘုရားသမားတွေတမ်းမဆိုင်ဘူးတို့ဗမာတမျိုးသားတွေအားနေကြည့်ဟုတ်ကဲ့ပါပါဟုတ်တယ်ပါဟိုကလေးတွေကဘော်ရိုးပြလန်တိုင်းပဲတို့အဲမှာဒီမုံတန်းပိုင်ဆိုတာကအရာအမြင့်ဆုံးတည်ထားပြီးရနော်ဟုတ်ကဲ့ပါအရာအမြင့်ဆုံးတန်းပိုင်နဲ့ဟိုကကောင်တွေကကောင်းတဲ့ချောင်းတော့ပြည့်နေဟုတ်တယ်မြင်နေတယ်ကဲပြည့်ရဲပါတော့ပါတော့ဟုတ်ကဲ့ပါကလာဟိုအဲ့ဒါအမေရိကန်လေးကပူတာဟုတ်ကဲ့အများစုကထွားထွားကြတယ်ဟုတ်ကဲ့ဒါတော့မတတ်တယ်မတတ်တယ်လောက်ရပါတော့သူတို့ပြန်တော့ဟိုငါလိုက်သွားတဲ့ ်မြန်မာနိုင်ငံဘလုံးခွဲယူခုတော့ဥစောစောဘောမဟုတ်ထုတ်သူတော့ဒီပြဆရာတွေတော့ဟိုမာမယ်ဆိုရတော့အမေရိကန်နဲ့ကစားခဲ့တဲ့စိတ်တက်ကူအလားမလဲပဲနဲ့ဆွဲကန်ပြီးစက်ကစားကြပါဒါဆိုရင်အော်ဝဲရလိုက်တို့လည်းအဲ့လိုပဲပြန်ဟုတ်ကဲ့ပါပါအဲ့လိုပဲပြောရတယ်ပေါ့နော်ဟုတ်ကဲ့ပါပါအဲ့တော့ဗာဒီပြောမယ်ဆိုလို့ကြီးဒီလို U20 ပွဲရဆိုလို့ရှင်ကဘာတကယ်ဘောလုံးအာကစားသမားတွေလည်းထွက်ခဲ့တဲ့အစင်လာလည်းရှိခဲ့တာဟုတ်ဒီမက်ဆီလိုပါဆိုထွက်ခဲ့တဲ့နေတယ်အဲ့တော့ ဆရာဟိုအဘအနေနဲ့ပေါ့နော်ဒီမြန်မာအသင်းမှာရောတကယ်လို့အဲ့ဒီလိုဒီအေဂျင့်တွေအရစိတ်ဝင်စားတဲ့ကစားသမားတွေကိုထွက်လာနိုင်ဖို့အတွက်ကိုအဘအနေနဲ့မြန်မျော်လင့်မိတာရှိလားအဲ့ပေါ်မှာဘာဘာမြန်သုံးသပ်ချင်လဲပါရှိတယ်ရှိတယ်အလားအလာရှိတဲ့ဟိုလူတွေကဒီ scout scouting ခေါ်တော့ပေါ့နော်ဟိုကင်းတော့လူတွေမဟုတ်ဘူးနော် scouting လုပ်တာလူတွေလွတ်တယ်ဒီလိုပွဲပဲကြည့်တယ်အလားလားရှိတယ်ဘာလို့လဲအလားလားရှိတာတော့ဟုတ်ကဲ့တခါတည်းဝလူတွေနေကြီးကချက်ကစားမှလို့တခါတည်း ပရီးမီးယားလိဂ်စီဗီအေရောအထက်ကသားပါပေါ့လားလားရှိရလူလူရှားတယ်ဟုတ်ရှားပြီးဝေးကြတယ်ဟောအထူးသဖြင့်အာဖရိကတိုင်းနဲ့အာရှတိုင်းကိုသူတို့ကပို့ပြီးမျက်စိကြားတယ်ဘာလို့လဲဒီကကလေးကိုပေးရတာပတ်တာတဲပါငဲပါဟောတဲပါတော့သူတို့ကများမယ်ဟုတ်တော့ကလေးတို့ကတလက US ဒေါ်လာ1000နဲ့ပေးမယ်ဆိုတော့သူတို့ပေးရတဲ့လူတွေကနည်းတယ်ဟုတ်ကဲ့ပါပါကျွန်တော်ဒီဘက်ကရရလူကတော့များတော့ဟုတ်ကဲ့ပါသူ တုံးပွဲလောက်ဒီကစားရတော့ခြေစွမ်းပြနိုင်တဲ့လူတွေဟိုပါအောင်သူတို့သားပိုင်တို့ဟိုတက်တက်အောင်လာတော့ဒါကလေးတယောက်အဲတော့ဘုံမလေးလည်းမဆိုးဘူးဆိုတော့တို့တော့ဟိုပါပေါ့နေစီကြတော့ပါဟုတ်ကဲ့ပါနေစီကြတော့ပါတွဲလို့ကြားလို့ရရင်လည်းအောင်မြင်မှုပဲဟုတ်တယ်နော်ဟုတ်ကဲ့ပါပါကလေးတွေရလို့ရလို့ရှိရင်ဘယ်လိုအောင်မြင်မှုတစ်ခုရှိမယ်နောက်ကကလေးတွေဟာဒီလိုဖြစ်မှာဒီလို ဝင်ဝင်ရအများကြီးရပါလားကဆိုရင်ဘောလုံးညှိုးစားကြရမျောလင်းချက်ပေါ့နော်အဲညှိုးစားမိဘတွေကခါသားသမီးတွေခါသားတွေဘောလုံးတော့ကန်ခိုင်းပါဟုတ်တယ်အရင်တော့ဆိုလို့ရှိရင်ဘောလုံးကန်နေဆိုတာသူတို့စိတ်ထဲမှာစာမကျဘူးဘောလုံးကန်နေဆိုအရိုက်တောင်ခံရတဲ့ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုဖြစ်ခဲ့တာဟုတ်ပါတယ်။ဟုတ်ကူလည်းဘောလုံးကံ့ကြံ့ပြပါတယ်ဘောလုံးဝင်းမရှိလို့ဟုတ်ပါတယ်အဲ့ပြဿနာကတော့ကျွန်တော်တို့တမျိုးသားလုံးယဉ်ဆိုင်နေရတယ်ဘောလုံးဝင်းတွေကတမျိုးသားလုံးဘောလုံးဝင်းတွေကမပြောပါနဲ့တော်ကြတရားဆွဲခံရတယ်။ဟုတ်ကဲ့ပါဗျ။ဟုတ်ကဲ့ပါဒါကတော့လက်ရှိဘာတခြားပွဲစဉ်တွေနဲ့လည်းဘာရဲ့အမြင်နဲ့ကစားသမားတွေပုံမှန်ဘာရဲ့အမြင်နေသုံးသက်ချက်တွေဖြစ်ပါတယ်ပါနောက်တစ်ခုလည်းထပ်ပြီးတော့နည်းနည်းလေးထပ်မေးချင်ပါသေးရဲ့ပါဘာလီဒီစတူဒီယိုရောက်တော့ဘောနော်အခုဒီစင်ကူမှာဂျင်ပါနေတဲ့ဒီ U23 အသင်းနဲ့ပတ်သက်ပြီးတော့เนาะဗာအုပ်စုဘိုင်းဆိုင်ရာလေးကိုအရင်ဆုံးဘိုင်းအမြင်လေးနဲ့အုပ်စုဘိုင်းအခြေအနေလေးကိုကျွန်တော်အရင်ဆုံးသိပြရသေးခင်ဗျာကျွန်တော်အုပ်စုကတချို့က6ရယ်တော့ရယ်ဟိုကျွန်တော်ပြေတော့ချော်လည်းမချော်ဘူးကြံလည်းမကြံဘူးဟုတ်ကဲ့ပါပါမချော်ဘူးဆိုတာကလေးရင်းကကျွန်တော်ဘာမှယူတယ်နဲ့ယူနေဆက်သုံးရယ်အင်ဒိုနီးရှားရယ်စင်ကာပူရယ်ဖိလစ်ပိုင်ရယ်လေးရင်းကဘိမသာလိမ့်မသာဟုတ်ကဲ့ပါ မျိုးမျိုးဒိုင်ဘယ်ဆိုတာကတော်တော်လေးအပြောကတက်တယ်ပွဲအဲ့တော့ဒီတရက်တွေပါကစားမဲ့ယူနေဆက်သူပွဲပါအင်ဒိုနီးရှားသေးကိုစနိုင်လိုက်ရတော့ဟုတ်ကဲ့ဒိုမိုတီကစားခဲ့ရတော့ယူနေဆက်သူကအချိုးဘူးဘလောက်ဒီအသားပါစီတော့ဟိုအချိုးသူဦးသားတို့ရောရွှေစည်းရယူပဲပြောတာဟုတ်ကဲ့အားကြည့်ရပါဘောဟုတ်ကဲ့ကျွန်တော်စောင့်ကြည့်ရပါဘောဒီလေးသေးနဲ့ကတော့ လေးသေးသလုံးကမှားတဲ့တင်သွားပါမယ်နော်ပဒါဝင်လည်းပါမှားတဲ့တင်သွားပါဟုတ်ကဲ့သူအပိုင်ဘယ်သူကနိုင်မယ်ဘယ်ဝါနိုင်မယ်ပြောလို့မရခြေစမ်းခြေစားတွေကပြောမဆိုတရားတရားတိတ်မကွာကြဟောဟောဟိုဘက်ပါဗျာမလေးကကျွန်တော်ကြည့်လိုက်ရတယ်ဟိုဗီယက်နမ်နဲ့ထိုင်းရထိုင်းနဲ့ဟုတ်ကဲ့အဲဒီဘက်သေးလို့6 9ကိုရှိတယ်တွင်းပြလာတာလှလာတာလှလာဟုတ်ကဲ့ပါအဲဒီဘက်ကလည်းအဲ့လိုလုပ်ရပါအဲဒီဘက်ရောက်လာအဲ့လိုကိုမကွာနိုင်ဘူးဟုတ်ကဲ့ပါပါ ကမ္ဘောဒီးယားနဲ့ပွဲရလွယ်လို့လွယ်လို့ဟုတ်ကဲ့နော်ဒီအေရှင်စင်ကာပူအေရှင်စင်ကာပူအင်ဒိုနီးရှားဖိလစ်ပင်ဟုတ်ဟုတ်ဖိလစ်ပင်ကလည်းဘာပဲပြောပြောဟိုတူရာအုပ်စုပရမဒုတိယရရမှာရဖြက်မြင်းဖြက်နိုင်ဟုတ်ကဲ့ပါပါသူကလည်းဝိသားသားတွေများတယ်များတယ်ဟုတ်ကဲ့ပါပါသူကတကယ်မွေးစားတာပါကာသားလေးဟုတ်ကဲ့အဲ့တော့ဗာအဲ့ဒီ UNICEF 3ရဲ့ကစားကွက်နဲ့သူတို့အားကစားသမားတူချင်းပုံမှာဗာအနေနဲ့ဘယ်လိုများတုံ့သက်ချင်ပါလဲ အမှန်တိုင်းပြောတာယူ20တော့ကလေးတွေကမဆိုးပါဘူးဒီအမနာ1တော့အမနာ2တော့ပြီးထုတ်ထားတာဒါပေမဲ့တူဘူးချင်းတော့ဗာတိတ်မတည်ဘူးဟောဒါပေမဲ့ဒီဘဆရာဘုရားသဘောကျတယ်ခုကြည့်လို့နောက်ပြီးတော့ဒီဘခစ်ပိုင်းပါဒီပွဲမှာပဲမြမနီးပြဆရာတဲ့နေရာရာသာနီးပြဆရာမပါဘူးပြန်ရ ုတ်ကဲ့ပါဘူးကြီးလည်းလက်တော်ရဲ့ပေါ့နော်အထူးကြောင့်လည်းပြောအောင်ပါဟုတ်ကွန်ယူစရာလည်းပြောလို့ရပါတယ်ဟုတ်ကဲ့ပါတခုအားသာချက်ရှိတာပေါ့ဗျာဟုတ်ကဲ့ဘောလုံးမတွေနဲ့ဒီပြဆရာဟိုပို့မဲ့လည်းပြောရအောင်ဟုတ်ကဲ့ကိုတနိုင်ငံသားကိုတနိုင်ငံသားအောက်ကမှမရှိတော့ဟုတ်ကဲ့အဲ့ဒီအားတွေတော်တော်အားသာချက်ဖြစ်နေပါတော့ဒါပေမဲ့လို့လေရှေးပါက U20 ရဲ့အော်မီဘူးနန်ထားကြတော့ဟုတ်ကဲ့ U20 ဆိုဘုံဘုံသမားတွေကြီးရတယ်သူတို့စူးစမ်း ဂျင်းစိတ်တွေပိုများလာနိုင်မယ်လို့ကျွန်တော်ထင်တယ်။ဟုတ်ကဲ့ပါ။နော်စူးစမ်းကြလာမယ်။ယူရစဲလိုပဲစီကံရှိရှိတကယ်ကိုဘောလုံးကိုအနှစ်သာရပေါအောင်ကစားဖို့စိတ်ကြရှိရဲ့။ကစားကြရရဲ့။ကျွန်တော်မြန်မာဘလုံးသမားတွေကမစိုးပါဘူး။ဟုတ်ကဲ့ပါတခါတည်းဘွေဖောက်ကြလို့လားဟုတ်ကဲ့ဟုတ်ကဲ့ဟိုတို့အဲ့ဒီတို့ရှေ့ကယူနီဆက်ပြထားပြီးပြီဆိုရင်တို့ရဲ့ယူနီဆက်တော့ကိုလဲဖို့လိုတာပေါ့နော်ဟုတ်ကဲ့ပါလဲဖို့လိုတာပေါ့ တော့အဲ့ဒီ22ရက်နေပါကဗမာဟိုယူနီတရားနဲ့ယူကရိန်းနဲ့ကစားပါဗျဟုတ်ကဲ့ဗမာအတင်းရတဲ့တို့ဟောအင်ဒိုနီးရှားနဲ့ကစားကစားမှာဟုတ်ကဲ့အဲဗမာရာမပြိဗမာပြပြိဿတရား TVC ကပွားမယ်နေပါဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့တော့အဘအနေနဲ့ပေါ့နော်ဒီတွဲဆုံမြန်မြန်ငယ်ရဲ့ဒီနောက်ဆုံးပိတ်အနေနဲ့ဒီမြန်မာဘောလုံးတုတ်တရားတုတ်တဲ့ကြောင်းကိုဒီဝိုင်းကလောင်ရှင်ဖြစ်တဲ့အပိုင်းနဲ့ဗာမြန်ထပ်ပြီးတော့အနည်းချုပ်အနေနဲ့ဗာမြန်ပြောချင်တာရှိပါသေးလိမ့်မယ်။အာယခုလည်းပြောရပါတယ်။ ဘောလုံးကစားခြင်းနဲ့ကလေးတွေတို့ဒီဖြစ်ကြောင်းသားတွေဘောလုံးကစားခွင့်ရအောင်စီစဉ်ပေးရပါဘောလုံးဝင်နေဟိုအတိုင်းမကြည့်ရပါနဲ့ဘောလုံးဝင်နေဟိုပေါ်ပါကလေးတွေမြန်မာသားသားပြန်လာပြီးဘောလုံးကစားခွင့်ပေးရပါဒီတစ်ခုရလို့ရှိရင်ကျွန်တော်ဗမာဘောလုံးလောကတူတဲ့ရေးဆိုတာ ဟုတ်ကဲ့ကျွန်တော်တို့ပေါ်တာပေါ့ဗျာဟုတ်ကဲ့ရွှေရောင်အိမ်မက်တွေအတွက်ဟုတ်ကဲ့ပါပါဟိုဘောလုံးကြောင်းသားရဲ့ဘောလုံးကတော့တက်သားတွေအဆင်ပြေမှာစစ်တိုင်းရဲ့ရှိရရသားလေးတွေကစားရင်ဘောလုံးဝင်းမရှိဘူးဆိုရင်တော့အဲ့ဒီတိုင်ကဘောလုံးတိုးတဲ့ကိုလုံတဲ့ဆိုတာညာနေတာလို့ပဲပြောလို့ရဟုတ်ကဲ့ပါပါမအားရအဲ့လိုပဲပြောရဲ